ိုင်းနိုင်ငံဘန်ကောက်မြို့တော်ကစောင့်လွင်လုပ်ငန်းခွင်တစ်ခုမှာမလ15ရက်ကကရင်တစ်ခုပြိုကျခဲ့တာကြောင့်လူလေးဦးထပ်မင်းတေဆုံးခဲ့တယ်လို့ကေဆိုင်အလုပ်သားတွေကပြောပါရယ်။အဆိုပါမတော်တဆမှုဖြစ်စဉ်ဟာဘန်ကောက်မြို့တော်နဲ့နိုင်ငံတောင်ပိုင်းကိုချိတ်ဆက်ထားတဲ့အဓိကအဝေးပြေးလမ်းမကြီးဖြစ်တဲ့ရာမနှစ်လမ်းမပေါ်မှာ မလ15ရက်မနက်အစောပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကရိန်းပြိုကျခဲ့တဲ့စောင့်လုပ်ရေးလုပ်ငန်းခွင်ကလုံသား၄ဦးရဲ့အလောင်းကိုဆွဲထုတ်နိုင်ခဲ့ပြီးနောက်ထပ်တဦးဟာအပြည့်အစည်းတွေအောက်မှာပိတ်မိနေပြီးသေဆုံးဖွယ်ရှိကြောင်းကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ဒါပြင်ဒါဇင်နဲ့ခြေတဲ့လုံသားတွေလည်းထင်ရန်ရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့အကြေကစာရန်ပွန်စွန်ကသတင်းတောက်တွေကိုပြောပါတယ်။သေဆုံးသူ၄ဦးအနက်၃ဟာထိုင်းနိုင်ငံသားတွေဖြစ်ပြီးကရိန်းပြိုကျရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေကြောင်းစာရန်ကပြောပါတယ်။ ထိုင်းနိုင်ငံမှာဘေးကင်းလုံခြုံရေးစည်းကမ်းတွေအားနည်းမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာမတော်တဆမှုတွေမကြာခဏဖြစ်ပွားလေရှိပါတယ်။ပြီးကြတဲ့နှစ်နိုဝင်ဘာလကလည်းစမော့စာခေါ်မြို့မှာကရိန်တစ်ခုပြိုကျခဲ့တာကြောင့်ဆောက်လုပ်ရေးလုပ်သား၃ဦးသေဆုံးပြီး၁၀ဦးတရားရရှိခဲ့တာဖြစ်ပါတယ်။